ဖော်ပေါ်မှာစားရပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါသုံးသက်သွားမယ်အကြောင်းအရာကမနေ့ညကစားသွားတဲ့ဒီလီဗာပူးပွဲပေါ့နော်လီဗာပူးနဲ့ဆန်လာလန်လီဗာပူးအန်ဖီလ်မှာပဲ1-1 draw ဆိုတဲ့ result နဲ့ကျင်းတ်ခဲ့ရတယ်ဒီဘက်မှာလီဗာပူးနဲ့ပတ်သက်ပြီးတော့ဟိုစိတ်အနှောက်အယှက်ဖြစ်စရာတွေစိတ်မကျေနပ်စရာတွေအများကြီးထပ်တွေ့ရတယ်လီဗာပူးရဲ့ same old problem ဒီကိုလည်းကျွန်တော်တို့တွေ့ရတယ်သူတို့ရဲ့ ဒီတန်ဖိုးအရန်နေတယ်တပပူးရဲ့ဟိုနိုင်လို့သိအပြည့်နဲ့ကစားတာမျိုးအမှန်တိုင်းပြောရသိမတွေ့ရအောင်ပြီးတော့လောဘူးရဲ့တိုက်စစ်ကစားပုံအရန် predictable ဖြစ်တယ်လောလောပြောရင်ဆဲလို့ရှားစရာမရှိတဲ့အဆင့်မဟုတ်ဘူးစိတ်ဝင်စားစရာမရှိတဲ့အဆင့်ကိုရအောင်တယ်အဲ့တော့ Sunderland ကိုလည်းအခုဆိုအချီးကျူးကြတယ်ပေါ့နော် Sunderland လောဘူးကွမ်းပါအမှန်တော့ Sunderland ကစားရလားဘာမှမကောင်း Sunderland ကလည်း ာမန်ချီပဲရှိတယ်။အဲ့ဒီတာမန်ချီနဲ့ဆန္ဒလန်ဟာအလုပ်ဖြစ်နေသေးပဲဆိုတော့တွေ့ရတယ်။ထူကြတဲ့တစ်ချက်က Florence Vias ပေါ့။ Type Space ကြီးထဲရောက်နေအသိပေါ်တယ်သူဘာလို့မပြီးရသေးဘူး။ Vias ကို Liverpool အသိပေါ်တွေမယုံကြသေးဘူး။အမယုံတာကကောင်းလားဆိုမကောင်းပြဿနာရှိလားဆိုရှိတယ်။ဒါပေမဲ့ဟိုယုံကြည်လောက်เสียအနေထားကိုလည်း Florence Vias ကမပြနိုင်သေးတာလည်းပါတယ်။ ဒါပေမဲ့ဘလိုပဲဖြစ် Timex J ဟာသူ့အသင်းဘော်တွေက Tide Space ကြီးထဲမှာ Florian Vias ကိုဘောလုံးရဲရဲပေးဖို့ပေးရမယ်ဘောလုံးပြက်တည်ဖြစ်စေမပြက်တည်ဖြစ်စေအဲ့ဒီကနေပြီးတော့ဒီ Triangle ကြီး Activate Triangle ကြီး Between the Lines မှာ သူဘောလုံးလက်ခံပြီးတော့သူသူ့ရဲ့လုပ်ရည်ကံရည်ကိုဟိုတော်တော်ယူရမယ်အနေအထားကျွန်တော်မြင်လာတော့ Vias ကစားတာကောင်းပါတယ်မဆိုးပါဘူးဒါပေမဲ့သူဘောလုံးရသင့်တဲ့လမ်းကြောင်းတွေမရတာအများကြီးတွေ့ရတယ်ပြီးတော့လာဇနာ is set effect နဲ့ပတ်သက်လို့ကတော့ဒီနေ့ဖြစ်လိမ့်မယ်ဒီနေ့ဒီ soccer house မှာတင်လိမ့်မယ်ပြီးခဲ့တဲ့ပွဲစဉ်တုန်းက effect ပိုးသွင်းသွားတယ်ကောင်းတယ်ဒါပေမဲ့ effect ယုံကန်အောင်မှာဘာကြောင့်ယုံကန်အောင်မလဲဆိုတော့ထုံးစံတိုင်းမှာအသင်းပေါ်ရိ effect နဲ့အသင်းပေါ်ရိကြားမှာ pattern မမိသေးဘူး effect ကိုယ်တိုင်မှားတဲ့ဒီအမှားတွေရှိတယ်နဲတယ်ဒါပေမဲ့သူ့ရဲ့ movement တွေ clever ဖြစ်တယ်အသင်းပေါ်ရိစီကဘောလုံးတွေသူ့စီကိုရောက်မလာဘူး ရောက်မလာဘူးဆိုတဲ့နေရာမှာလေဟိုပေးရင်လည်းမရောက်တာမဟုတ်ပေးတဲ့အချိန်မပေးတာပြီးတော့ရွေးချယ်မှုတွေမှာသူ့ကိုမရွေးချယ်တာဆိုတဲ့ပြဿနာမျိုးတွေဆိုတော့ဒီနေ့အဲ့အဲ့ဒါကတော့ဒါပြီးခဲ့တဲ့ပွဲစဉ်တုန်းကအခြေအနေပုံမူတည်ပြီးတော့ asset ကိုသွင်းသွားတဲ့ပုံမူတည်ပြီးတော့ကိုသွင်းပေမဲ့အများကြီးလိုသေးတယ် asset ဆိုတဲ့အကြောင်းအရာကို Discover House မှာဒီကျွန်တော် graphic ဒီနဲ့တင်မယ်နဲ့တူတယ်เนาะပုံတွေလည်းပေးလိုက်တယ်ဆိုတော့ထားပါတော့ asset လည်း းထုံးစံအတိုင်းပဲအားရစရာမရှိဘူးအရေးကြီးတဲ့ clicks တွေတကယ်အရေးကြီးတဲ့ patterns တွေမှာမိရမယ် clicks တွေမမိသေးဘူးဆိုတာတွေ့ရတယ်။နောက်အမှားတွေများတယ်။ van dyke ဘောလုံးအထင်းမှားတယ်။ကျုံလိုပေးလိုက်ရတယ်။သူ့ရဲ့ loose pass က sanalan အသင်းကိုရသွားတယ်။ကိုရသွားတဲ့နေရာမှာ anislot ပြောသလိုပေါ့ဘောလုံးကလူကိုထိပြီးတော့ဗျာထွက်သွားကျင်တဲ့နေရာသွားလို့ရပါလေနဲ့ တောင်းနေကိုဝင်သွားတယ်ကျွန်တော်တို့ကန်ဆိုးတာပဲဆိုပြီးသူပြောသွားတာဟုတ်တယ်အဲ့လောင်းကသူပြောသလိုပဲလီဗာပူးလူမှားပေးတယ်ယုံကန်ချက်ဘာလန်ထိသွားတယ်လီဗာပူးအဲအဲလဆန်လူမှားပေးတယ်တိုင်ထိရယ်ဆိုတော့ဟိုအနေအထားတွေကသိမ့်မလှသေးဘူးပြီးတော့ခေစားကယ်လိုက်တဲ့အလုံးပေါ့နော် အမဟွန်အန်ဖီလ်မှာတေဟာရှုံးပါဆလာလန်နှစ်ပေါင်းများစွာအတွင်းအန်ဖီလ်ပထမဆုံးနိုင်တဲ့အခွင့်အရေးရဖို့ခေစားကဲသွားတာအရေးအကြီးဆုံးကကျွန်တော်တို့ဒီလို set play တွေ set piece တွေကစားတဲ့အခါမှာကိုယ်သမားလက်ထဲကိုအမိမခံဖို့တော်တော်အရေးကြီးတယ်ကိုယ်သမားလက်ထဲကိုမိသွားရင်အဲ့လို counter လမ်းကြောင်းတွေပြန်ခံရတတ်တယ်အဲ့တော့ထားတော့အတ Liverpool နဲ့ပတ်သက်ပြီးတော့ဆန္ဒလန်ကစားတာတော့ကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်မကြိုက်ဘူးအခွင့်အရေးတွေရတယ် ဟိုစူးစမ်းအထောက်တယ်ဆိုတာလေစန်နာလောင်းညမကောက်တာမန်လီဗာပူးနဲ့အခုတွေ့ရတဲ့အသင်းနဲ့အကောင်လုံးအဲ့ပုံစံပဲစန်နာလောင်းကိုကျွန်တော်ထွေထူးပါမှသိပြီးတော့ပြောစရာမရှိဘူးပေါ့လေဆိုတော့ပြောစရာရှိလာတာကမဟာမက်ဆာလာမိုဆလာဒုတိယပိုင်းမှာဝင်လာတယ်ဆိုတော့အခုဒီဗီဒီယိုဒီ content ဟာမိုဆလာကိုအဓိကယူရတာမိုဆလာရဲ့ action 30ကျွန်တော်ကမိုဆလာဝင်လာတဲ့ကအသေးစိတ်ကိုဘလုံးဘွဲတွေကအပြိုင်လာနေပြီမဲ့ဒါရိုးနေပါပြီအပြိုင်လာနေပြီမဲ့ ဟိုဖွဲတွေကြည့်နေတယ်မိုးစလားစီဘောလုံးရောက်ပြီဆိုရင်အဲ့ဖြစ်ရက်ဘာဖြစ်တယ်ဆိုတာအဲကျွန်တော်တခါတည်းမှတ်ပြီးသားမိုးစလားကဒုတိယပိုင်းဝင်လာပြီးတော့ဒုတိယပိုင်း45မိနစ်မှာ action 30လောက်သွားတယ်30တိတိအဲ့ action 30မှာအများစုကအဆင်မပြေဘူးမိုးစလားရဲ့ action 30မှာအများစုကတကယ်ကိုအဆင်မပြေတာဘလို့အဆင်မပြေလဲဆိုတော့ပထမဆုံးမိုးစလားကွင်းထဲရောက်လာပြီးတော့ပထမဆုံး action cross တင်တယ်တော်ရေသွင်းနေတဲ့ cross block ဖြစ်သွားအဲ့ဒီနေရာမှာကျွန်တော်ကလေဒီ mosala ရဲ့အခုနောက်ကိုပြန်မလိုက်တာတို့ဘာတို့ဒီသူ့ရဲ့ဟို block home လဲ trap back မရှိတာအသင်းရဲ့ defense structure မှာဝင်မပါတာအဲ့ဒါမပြောတော့ဘူးအဲ့ဒါအဲ့ဒါလူတိုင်းလည်းသိနေပြီ mosala အနေနဲ့လည်းဟိုနိပြအနေနဲ့မကြိုက်ရင်မသုံးဘူးပဲရှိတယ်မိုးစားအနေနဲ့ဒီအလုပ်တွေလိုက်လုပ်နိုင်မှာမဟုတ်ဘူးဆိုတော့ तू လောက်ရတဲ့အလုပ်ကတိုက်စစ်ကစားရင်သူဘယ်လောက်ထက်မြက်သလဲဆိုတော့ကျွန်တော်အသေးစိတ်လေ့လာတယ်ပေါ့ပထမဆုံး cross အရင်သေးတော်တော်နေနေပြန်ဘက်ကောင်းပေါ့အသာလေးရောက်တယ်အန်ဒီယားဆုံးကိုလုံးဝမရောလမ်းချားပါလေလမ်းကွက်လမ်းပါလေ block ဖြစ်တယ်မိုဆလာရဲ့ဒုတိယဖြစ်ရက်ဘောလုံးရတယ်သူများစီပါသွားတယ်ဘောလုံးပြတ်သွားတယ်မိုဆလာရဲ့တတိယဖြစ်ရက်အဲ့လိုပဲဘောလုံးဆုံးရှုံးနေ1 2ရိုက်တာ ဝမ်တူရရင်းနဲ့ဘောလုံးဆုံးရှုံးတယ်ဒါပေမဲ့တောင်းကံမိုးရလိုက်တယ်အဲ့တော့မိုဆလာရဲ့ဒီနံပါတ်3နဲ့နံပါတ်4ပေါ့နော်အဲ့ဒီတောင်းကံမိုးကိုသူကန်တယ်ကန်တာတုံရစီရောက်တယ်နံပါတ်5ဖြတ်တင်မိုးတင်ပြန်တယ်သူ့ရဲ့ cross က block ဖြစ်တယ်အော်မိုဆလာတင်တဲ့ cross ကြီးရဲ့အည်သွေး inverted cross ကြီးရဲ့အည်သွေးတော်တော်နှိမ့်နေဆိုတော့မင်းတွေကသွားနေရနော်သူလည်းဖြတ်တင်ဘောတွေတင်တယ်ပထမတစ်ချိန်တင်တယ် တော်တော်အည်သွေးနေတယ်ဒုတိယကြိမ်တင်းတယ်တော်တော်အည်သွေးနေတယ်ဟိုသူ့ကိုသူလဲဟိုဂိမ်းမှာကစားနေရင်းနဲ့ဒါဆက်လုပ်လို့ဖြစ်ပါမလားဆိုတွေးကောင်းတွေးနေလိုက်မယ်တင်ကြတော့သူ့ရဲ့ cross တွေဟာ block တွေကြီးပဲပြီးရင်နံပါတ်6 action ကဘယ်တန်းမှာဘောလုံးရတယ်ဘောလုံးသုံးတယ်နံပါတ်9 action ဘောလုံးရတယ်အဲဖောင်းရလိုက်တယ်နော်ဘူးမကြော်လိုက်ဘူးနံပါတ်8ဘတ်ဘတ်ပတ်ပြန်ပေးတယ် ်နံပါတ်9သူ့ဇုံမှာဘောလုံးရတယ်ဘက်ဘက်ပြန်ပေးတယ်နံပါတ်9ပြီးတော့နံပါတ်10 action ဘောလုံးရတယ်ဘက်ဘက်ပြန်ပေးတယ်17ဘက်ဘက်ပြန်ပေးတယ်12ဘက်ဘက်ပြန်ပေးတယ်73ချိန်မြောက်မှာ73ချိန်မြောက်မှာ သူ့ဆီကတကယ်အရေးသွေးမြင့်တဲ့ cross တော်လုံးထွက်တယ်တကယ် dangerous cross တကယ်အန္တရာယ်ဇုံကိုရောက်တဲ့ cross မိုးစလားစီကနေဘောလုံးထွက်တယ်ဆိုတော့အဲ့တလုံးကဒီပွဲမှာသူ့ရဲ့ကျွန်တော်အမြင်တော့ဒီပွဲမှာသူ့ ဟိုအရေးပါတဲ့အလုပ် action ပေါ့နော်၃ခုလောက်ပဲရှိတယ်အဲအဲ့အဲ့အချိန်မှာပထမဆုံး cross အဲ့ cross ပြီးတော့ဘောလုံးရတယ်ဘက်ပတ်ပြန်ပေးတယ်အဲ့ဒါ၁၄ချိန်မြောက် action ၁၅ချိန်မြောက် action ဘက်ပတ်ပြန်ပေးတယ်ဒါ၁၅ချိန်မြောက် action ကဘက်ပတ်ဆိုပေမဲ့ဘောလုံးလမ်းကြောင်းကောင်းတယ် compass လို့ပြောလို့ရတယ်ဟိုနောက်ပြန်ပြီးပြီမှာ compass လို့ပြောလို့ရတယ်၁၆ချိန်မြောက် action ဘောလုံးလူနိုင်လိုက်တယ် press လိုက်လို့ပြီးတော့ဘောလုံးလူနိုင်လိုက်တယ် ရတဲ့ဘောလုံးဖက်ဖက်ပြန်ပြီးတယ်။ဆက်ခုနှစ်ကြိမ်မြောက် normal pass ဆက်ရှစ်ကြိမ်မြောက် normal pass ဆက်ကိုးကြိမ်မြောက်ကိုးရသွားတယ်။အဲ့ကိုးရသွားတဲ့အချိန်မှာဒီအကောင်လေး Florian Vias ကိုးရသွားတယ်။အဲ့ကိုးရသွားတဲ့အချိန်မှာမိုဆလာရဲ့အကူအညီပါတယ်။ဘောလုံးလုံးဝမထိလိုက်ဘူး။ဒါပေမဲ့သူ့ရဲ့ out of position အဲ့အနေအထားမှာဒီသူ့ရဲ့ movement clever ဖြစ်တယ်။ ် Florence Villas အတွက် space ပေါ်သေးတယ်အနည်းဆုံးသူ့ကိုသူ့ရဲ့လမ်းကြောင်းကြောင့်ဟာသွားသေးတယ်ပေါ့နော်ဆိုတော့အဲ့မှာတော့သူ့ရဲ့ movement ကောင်းတယ်နံပါတ်20 action အချိန်20မြောက် action အဲ့လိုပဲဒီ cross က block ဖြစ်တယ်21 pass အဲ့ဒီ pass ကတော်တော်လေးအရေးကြီးမြင်တယ်အနည်းဆုံးနဲ့ရောက်တာတော့မဟုတ်ပြီးလိုက်တဲ့ဘောလုံးလမ်းကြောင်းတော်တော်ကောင်းတယ် အဲ့အဲ့ကောင်ကျွန်တော်အတိမှတ်ပြူတယ်။22ဘောလုံးရရပြတ်တယ်။23တကယ် dangerous play ထပ်တွေ့ရတယ်။အဲ့လမ်းကြောင်းလှသွားတယ် progressive ဖြစ်တယ်ပေါ့နော်။25သူ့ရဲ့ cross အရေးသွေးနေတယ်။26ကန်ချက်ရတယ် block ဖြစ်သွားတယ်။အဲ့ကန်ချက်ကဟိုကို block မဖြစ်ရင်ကိုရသွားနိုင်တယ်ဆိုပေမဲ့ဖြစ်မှာပဲလူကအချိန်မှပိတ်ထားတော့။29 normal pass 28 normal pass 29 normal pass ပြီးတော့1 2ကိုပြန်လက်ခံတယ်ပြီးတော့ဘောလုံးပြတ်တယ်အချိန်အဲ1 2ပြန်လက်ခံတယ်ပေါ့နော်အဲ့ကောင်ကသူ့ရဲ့အချိန်30ဆိုတော့ action ပေါ့ဆိုတော့တပွဲလုံးမှာမိုဆလာရဲ့ action ကအဲ့အချိန်30အဲ့ဒီအချိန်30မှာထူးထူးခြားခြားပြောစရာ dangerous play တစ်ချိန် dangerous pass တစ်ချိန်အဲ့ပြီးတော့ဒီဖြတ်တင်ဘောကောင်တစ်ချိန်ဆိုတော့ဘာပြောက်ဆုံးနေလဲဆိုတော့ တပွဲလုံးမှာ1 against 1လုံးဝမကျော်သွားနိုင်ဘူးပြဿနာကကျော်နိုင်ခြင်းမကျော်နိုင်ခြင်းအထက်ပြိုင်ဘက်တွေကိုသူ့ရဲ့တန်လိုက်ပါဝါမရှိတော့သူ့ကတ်ထားတဲ့ကစားသမားမလုံဘူးဆိုပြီးတော့နောက်သူတယောက်က helper အနေနဲ့အသေးအတန်လာကူနေရင်းနဲ့ပြိုင်ဘက်ရဲ့တခြားဇုံမှာလူရော့သွားတာမျိုးမရှိတော့ဘူးမိုဆလာက သူပြဿနာဆိုတော့1 against 1မကျော်တခါလေးကြာရင်တော့2 versus 1ဖြစ်တယ်ပေါ့မကျော်ဘူးဘောလုံးนี่ပြတ်တယ်ဘောလုံးนี่ပြတ်တယ်ဘောလုံးนี่ပြတ်တယ်အဲ့တော့မပြတ်အောင်လို့ဒီဘက်ကိုဘောလုံးนี่ထုတ်ပြီးတော့အ мян တင်နဲ့ဖြတ်တယ်မဟုတ်လေမကောင်းအန်ရဆုံးမကြောက်ဘူး far post ကိုမရောက်ဘူးကိုးသမားနဲ့ back line နဲ့ကြားတဲ့က space ကိုမကြောက်ဘူးဘောလုံးนี่ကနှိမ့်နေလူတရက်စာပဲရှိတယ်သူရှိနာခဏနီးလူပါပဲကောင်းတိုက်သွားတယ်ဆိုတာမျိုးတွေကျွန်တော်တို့အချိန်ကောင်းများစွာတွေ့ရတယ် ဆိုတော့မိုဆလာက attacking play တော်မှာအဆင်မပြေတော့ဆိုတော့ပြိုင်ဘက်ခံစစ်ကစားသမားတွေကိုအနေရှိပါတယ်ဆိုတော့ sense ကိုမပေးနိုင်ဘူးဆိုရင်အဲ့တော့မိုဆလာကအဲ့နေရာမှာချထားတော့ကျွန်တော်မိုဆလာမှုပဲ ਨੇ တခြားအတင်းသားတူဦးကိုအဲ့နေရာချထားလဲအဲ့လိုလူပဲကစားနေမှာပဲမိုဆလာမဟုတ်တာပဲရှိမယ်မိုဆလာအဲ့တော့အရင်တော့ မော်ဆလာဖြစ်နေုံနဲ့အန်ဒီရကြီးတယ်ဆိုတာကသူ့စီဘောလုံးအရောက်မခံနိုင်ဘူးသူ့ကိုကတ်တဲ့တယောက်မလုံတော့ဘူးဥမာကျွန်တော်တို့လွယ်လွယ်ပြောရရင်ဒါကဟိုမမျှတမှန်းသိပါရတယ်နှိုင်းရှင်ဒီလိုနှိုင်းရှင်လို့လည်းမကောင်းပါဘူးဒါပေမဲ့အမြင်တောင်ပြောရင် Venusius Junior ကိုပြိုင်မဲ့တယောက်ကကတ်တဲ့အခါတယောက်ထဲကတ်လို့မရဘူးဆိုတဲ့အသည့်ကကျန်တဲ့ခံစားလိုင်းမှာရှေ့တဲ့သူတယောက်ကတောက်ကူဖို့သုံးဖို့ကွင်းလည်ရလို့တယောက်ကစင်းကူဖို့ဆိုတော့အ ਨੇ ဆုံးတော့ကျန်တဲ့နေရာတွေမှာ system failure ဖြစ်တာပေါ့နော်တဲ့ဟို failure ဖြစ်တဲ့အဆင့်တော့မဟုတ်ဘူး ဟိုရွေကွက်တွေပေါ်တာပေါ့အဲရမားဆိုရင်ရောအဲ့လိုမျိုးပဲအနည်းသာဆုံးမာတူကီကစားသွားတယ်အဲ့လိုမျိုးပဲသူ့တယောက်တည်းကတ်ရင်ဘလုံးပြတ်သွားနိုင်တယ်လွတ်ထွက်သွားနိုင်တယ်ဆိုပြီးတော့နောက်တယောက်လာလာရန်ပေးတာမျိုးอ่ะမိုဆလာအဲ့လိုမျိုးတိတ်ပြီးတော့မရတော့ဆိုတော့သူ့ပြိုင်ဘက်တွေတိတ်မလေးစားတော့ဘူးဘယ်လိုလဲပြောအောင်ပေါ့အဲ့တော့အဲ့ဆိုမိုဆလာကိုလုံးဝလိုင်းအောက်တော့မလားမိုဆလာလိုသားမမျိုးလိုင်းအောက်တော့လားနှမျောစရာကြီး တော့တောင်ပန်ကစားသမားတူဟာအတွင်းထဲကိုဝင်နိုင်တဲ့စွမ်းရည်မရှိတော့ဘူးဆိုရင်ဘေးဒီမှာဘောလုံးလက်ခံမယ်ဂိုးပေါက်တည်းအထိဘောလုံးနဲ့လူနဲ့အတူတူရောက်သွားမယ်ဆိုတဲ့အလုပ်ကိုမှန်မှန်မလုပ်နိုင်ဘူးဆိုရင်အိုလီဆေးလိုလို့မှန်မလုပ်နိုင်ဘူးဆိုရင်အဲ့ဒီကစားသမားကိုနံပါတ်1မတုံးနဲ့အဲ့တောင်ပန်မှာတုံးလို့မရတော့ဘူးနှစ်ရွေးချယ်ရမယ်အချက်ကတောင်ပန်မှာမတုံးရင်ဘာလုပ်မလဲဆိုစင်ထရယ်ဇုံကိုပို့ အတွင်းကိုရောက်နေတဲ့ရောင်းကိုတွန်းပို့တော်မယ်။ဘာကြောင့်လဲဆိုတော့မိုဆလာမှာလီဗာပူးအသင်းရဲ့တိုက်စစ်ကအခြားအစ်ဆက်အပါအဝင်အက်ကက်တကေပြီးတော့ဂိုရီကိုက်ပိုဖလော်ရန်ဗီယပ်တခြားဘသူမဆိုထက်ပို့ပြီးတော့ကီလာအင်စတင့်ရှိတယ်။ဘောလုံးကိုအရေးအကြောင်းဆိုဘယ်လိုထွက်လာမလဲဆိုတော့ရုပ်ပြဆုံးဖြတ်ပြီးဒုံးဆိုသူများတွေကိုလိန်စရာခောက်စရာမလိုပဲနဲ့တွန်းသွားနိုင်တဲ့ instinct သူ့မှာရှိတယ်။အဲ့ဒီ killer instinct ကိုအတော့ ြို့ဖို့အတွက်မိုဆလာကိုစန်ထရယ်ဇုံကိုပို့ရမယ်ဒါပေမဲ့အဲ့လိုလုပ်မယ်ဆိုရင်အာနစ်စလော့စဉ်းစားရမှာလေများတယ်မိုဆလာကိုဟိုလွယ်လွယ်ပြောရရင်တယောက်တည်းအထောင်သွားထားလို့လည်းမရဘူးသူ့ပုံစံကလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကဆိုရတယ်ဘောလုံး type space ရမှာလှုပ်ရှားဖို့ကောင်းလို့အခုဘောလုံးသူ့လှုပ်ရှားဖို့လေးသွားပြီဟိုမှာ AK တက်ခေနှစ်ယောက်တောင်းကြားထဲမှာထွက်သွားတယ် အဲ့ဘောလုံးကိုကလန်ကလာနဲ့ဒါပေမဲ့ဘောကွန်ထရိုးကောင်းတယ်ပော့ပါတယ်ထွက်ထွက်သွားတယ်ကိုလူကိုဘတ် normal pass ပေးလိုက်တာရှိတယ် back pass ပေးလိုက်တာရှိတယ်ဘောလုံးကောင်းပေးလိုက်တာရှိတယ်အမိုးစလားကြတော့တောင်မန် space မှာတော့မှ तू မကျွတ်တော့ဘူးအဲ့ tight space ထဲမှာ तू လှုပ်ရှားပုံကြတော့လည်းခက်တယ်ဆိုတော့ jaw attack ဖြစ်ရမယ်ဆိုတော့ဟိုနှစ်ယောက်တွဲ tight set ကို exact နဲ့မိုးစလားကိုတင်လာမျိုး exact နဲ့မိုးစလားနဲ့နှစ်ယောက်တွဲလှုပ်ရှားတာမျိုးအဲ့တော့နှစ်ယောက်တွဲ tight set ဖြစ်သွားပြီဆိုကွင်းလေက လေး၃၃ကစားလို့မရတော့လေးနဲ့၃တက်ကစားလို့မရတော့ဘူး၄၄2ကစားရတော့မယ်အဲ့၄၄2ကစားတဲ့အခါကျရင် Florian Vias ကိုညာခံပို့မယ်အဘယ်ချမ်းမှာ AKTK guide ပို့ကိုထားမယ်အဲ့တော့အဲ့ပုံစံကစားမယ်ပေါ့လေအဲ့ပုံစံကစားတဲ့အခါကျရင်အဲ့ကျန်တဲ့တောင်ပန်းကစားသမားတွေတိုက်စစ်မှာလူတစ်ယောက်ပို့သွားပြီဆိုရင်ကွင်းလယ်မှာက၂ယောက်ပဲရှိတော့မယ်အဲ့တောင်ပန်း၂ယောက်နဲ့ကွင်းလယ်၂ယောက်နဲ့လုံတော့အောင်ကစားနိုင်ပါမလားတော်ဘလိုပဲဖြစ်ရအောင်လုပ်မယ် လို့တွေးရင်လည်းဟိုတွေးပေါ့ခတ်တော့ခတ်သွားလိမ့်မယ်အခုကကွင်းလည်း၃ရောက်အထိုင်ကကွင်းလည်း၃ရောက်အထိုင်ကကွင်းလည်းမှာလူအာ2မဟုတ်ပဲနဲ့3ဖြစ်နေတာတော့မှတိတ်ပြီးတော့စိတ်မချဘူးဖြစ်နေတာဆိုတော့တကယ်လို့သာအဲ့လိုကစားမယ်ဆို424ဖြစ်သွားမယ်သူမဟုတ်442ဖြစ်သွားမယ်424နဲ့442ကိုအခြေအနေအရာကစားမယ်ပေါ့ဘောလုံးကင်တဲ့အခြေအနေဘောလုံးဆုံးတဲ့အခြေအဲ့လိုအနေအထားမျိုးမှာကျွန်တော် Alexis Magalester ကိုသုံးလို့မရတော့ဘူး Gravenberg နဲ့ Dominic Sorsline သုံးမှာကိုရအောင် ဂရမ်ဘက်နဲ့ဒိုမီနစ်ဆိုစလိုင်းကိုမှဒီအစွန်နှစ်ဖက်မှာဖလော်ရန်ဗီယပ်စ်နဲ့ဒီကိုရီကပ်ပေါ့အဲ့တော့ဗီယပ်စ်ကညာတောင်းမှန်းကောင်းကောင်းကစားနိုင်မှာမလားတွေ့ရမှာအဲ့ဆိုဗီယပ်စ်ကိုဘယ်ကန်းကိုပို့မယ်ညာတောင်းမှန်းကဘယ်သူကစားနိုင်လဲအခက်တခေကစားတော့မဟုတ်ကိုရီကပ်ပို့ကစားတော့မဟုတ်အဲ့တော့ဒိုမီနစ်ဆိုစလိုင်းကိုပို့မယ်အဲ့ဆိုရင်အဲ့တိုက်စစ်ကစားသမားတွေတဲကတခါနေရာပျောက်သွားပြီဆိုတော့စဉ်းစားမှလည်းအရင်များတယ်အလွယ်ကူဆုံးကမိုဆလားကို အရန်ကောင်ကပို့လိုက်တော့လို့ပြောစရာဖြစ်နေတယ်ခတ်တာမိုဆလားလို့ခေလာ instinct မျိုးကကျန်တဲ့သူတွေစီမှာမရှိဘူး sx စီမှာကရှီကောင်းရှိမယ်အခုမရောက်သေးဘူးဆိုတော့လောဘဘူးကအဖြစ်နေတာအိုက်ပြဿနာဆိုတော့မိုဆလားကအခုဝင်လာတယ်တချို့ action တွေလုပ်သွားတယ်ဒီပြီးတော့ transit zone ကို open play design နဲ့ဆင်းသွားတာမျိုးတော့ရှိတယ်ဒါပေမဲ့ transition ဆိုသူမလိုက်နိုင်ဘူး over play ကစားရင်းနဲ့ဆင်းသွားတာဟာလေအလိုက်တင်လေးမျောလိုက်သွားတာဒါမျိုးကတော်တော်များများလုပ်ကြရတယ်ပြဿနာကအဲ transaction စတင်မှာရေလုံးပြေလုံးပြန်လိုက်တဲ့အကျင့် အဲအဲ့အဲ့ကသူ့မှာစီသမရှိဘူးဟိုဟာဖြစ်လို့လည်းမရဘူးပေါ့နော်သူခိုင်းလို့လည်းမဖြစ်ဘူးဆိုတော့လေဘူးကအဲ့ contradiction တွေအဲ့နားမှာလည်းရှုပ်ထွေးနေတယ်တော်ဘူးပြဿနာဒီဘွဲလဲစန္ဒာလမ်းဘာမှမကောင်းဘူးလေဘူးကိုယ်တိုင်လည်းမကောင်းဘူးမိနစ်84 85လောက်အထိလေဘူးဟာရှုတော့တက်ကမရှိကိုကံသွင်းကတော့ခုနှစ်ကြိမ်လောက်ရတယ်စန္ဒာလမ်းကိုယ်ကတကြိမ်မှမဖမ်းရသေးဘူးကျွန်တော်အထင်အမှတ်မမှားဘူးဆိုရင် Florian Bias တွင်းတဲ့ကိုကပထမဆုံးကိုပေါက်တဲ့ကံရဲ့ ဖြစ်ဖို့များတယ်သို့မဟုတ်လည်းဒုတိယဖြစ်လိမ့်မယ်ထားပါတော့ဆိုတော့ဒါကြီးကမဖြစ်သင့်ဘူးမဖြစ်သင့်ပေမဲ့လိုဘူးဖြစ်နေတာအဲ့ဒါပဲနော်ဆိုတော့ဒါတော့ဒါလိုဘူး11စန္ဒလန်ပွဲနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာပါကြည့်ရှုအားပေးကြပါပြည့်စုံများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်